السلام عليكم ورحمة الله وبركاته نحمده ونصلي ونسلم على رسوله الكريم أما بعد تنغذ أما سي نتاون ليا چوسا کنے کو پی پو نی بارے دنے لورائن لورائن ہا ساو نی ینا پتا بی اکا کھیری چون نی جا لوترو میمیا بابے اچھا تیری نی انسائی نی یارے ခက်ခဲလေးနဲ့ရင်ဆိုင်နေရတယ်။စာဝန်နေရင်ပတ်သက်ပြီးတော့စိတ်ထဲမှာစိတ်တော့ကရရောက်နေရတယ်။အဲ့ဒါတော့ပုံကိုယ်ရဲ့အတွက်ဝစီဖာတစ်ခုကို သင်ပြမယ်။အဲ့ဒီဝစီဖာကိုလုပ်ပါဆွဆွမြဲမြဲဖတ်ပါ။အင်ရှာလာအင်ရှာလာရိုဇီရဲမှာအလ္လာဘာကတ်ကိုချီးမြှောက်မှုမဲ့ချောင်းလဲမှုကိုအလ္လာချီးမြှောက်မှုမဲ့အမဲတိုင်းလဲဝူဇူနဲ့နေတဲ့အလေးထားကိုလို့ وزو نیجیں آفیلے روزی اللہ برکت کو میں نو امکا نے استغفار, استغفار کو استغفر اللہ اللہ استغفر اللہ اے ادرو استغفار کو میں اللہ کا چھونے مو کو چھی اکو اکوت پیالو رہے وظیفا کا بالے سوئیں فرض نماز پی رائ پی, رہے پی رہے ما فرض نمازی لو چوئی ကိုဖတ်ဆရာရှိတဲ့ဟိုဒူအာတွေကိုဖတ်မယ်ပြီးရင်ဆွန်နတ်သိနဖီလေးဖတ်ပြီးတော့မှအေးအေးဆေးဆေးနဲ့ဒီအမလ်ကိုလုပ်လို့ရတယ်အဲ့ဒါပါလဲဆိုရင်ဒူရူရှရီဒီချိန်ဖတ်ပြီးတော့ဆူရာလေအီလာပြီးကုရ်အန်ရှင်ကိုခုနှစ်ချိန်ဖတ်မယ်အမလ်ကတော့လွယ်လွယ်လေးပဲအဲ့ဒီအတွက်ကတော့နမာဖတ်ဖို့လိုတဲ့ဖရဇ်နမာဖတ်ဖို့လိုတဲ့ဖရဇ်နမာဖတ်ပြီးရင်ဖတ်ပြီးတိုင်းမှာပါမာ دروشريب تجين فلاي كويارة دروشريب كود تجين فلاي بيلوشين سورة إيلا في قريش إيلا فيهم رحلة الشتاء والصي فليعبدوا رب هذا البيت الذي أطعمهم من جوع وآمنهم من خوف دي سورة كو كون تجين فلاي أري نوما أبي ما دروشريب كود تجين فلاي فاينه الذي أطعمهم من جوع wa amanahum min qaw diniya bu yaw ma ko sawo ni yin ne patabi rozi ye ka ke patabi ai ba ko ayun tha bi lo pha me inshallah inshallah di amal ko so so me lo pa hadith the ma amal do mo bu do do tajarib us salihin tu ro de ni ga te pya ga de amal ta phit de tu be ti yaw mujarrab amal ta phit de မာရှလာဒီအမယ်ပေါ်မှာအများကြီးလူတွေရဲ့စာဝတ်နေရေးတွေခြောင်လဲသွားတာပြည်လဲသွားတာကိုလည်းတွေ့ရတယ်။ပြန်ပြောမယ်ဖရက်နမတ်ဖတ်ပြီးတဲ့အခါမှာချက်ချင်းဖရက်နမတ်ဖတ်ပြီးတာနဲ့ချက်ချင်းဖတ်ဖို့လည်းအရေးကြီးတာပါမဟုတ်ဘူး။ဖရက်နမတ်ဖတ်လိုက်ဆွန်နတ်တွေပါနေဖတ်ပြီးတော့မှအေးအေးဆေးဆေးနဲ့ဖတ်လို့ရတယ်။ဒရိုရှရီဖ်တဲ့ချိန်ဖတ်မယ်။ပြီးလို့ရှိရင်ဆူရာလေအီလာဖီကူရန်ရှင်ကိုခုနှစ်ချိန်ဖတ်မယ်။ပြီးရင်အပိတ်မှာဒရိုရှရီဖ်တဲ့ချိန်ဖတ်မယ်။ واخر دعوانا ان الحمد لله رب العالمين والسلام عليكم ورحمه الله وبركاته